အားလုံးမင်္ဂလာပါ The United Men YouTube Channel နေပြီးတော့အားလုံးကြိုဆိုပါရစေ။ဆိုတော့ကျွန်တော်တို့ Manchester United ရဲ့နောက်ဆုံးရပြောင်းရွှေ့သတင်းတချို့ကိုကျွန်တော်တို့ပြောကြည့်ရအောင်မနော်။ဆိုတော့ကျွန်တော်တို့ဒီစပါးနဲ့ပွဲစဉ်အပြီးဒီဘောနာနီးပြတွေကစားသမားတွေဒီ interview တွေမှာကျွန်တော်ပြောရတဲ့ပတ်သက်ပြီးတော့တော်တော်လေးကျွန်တော်တို့ဒီအဟဟရရရကျွန်တော်တို့ဖြစ်သွားအပြီးမှဆိုလို့ရှိရင်ကျွန်တော်အပြောင်းရွှေ့နေပတ်သက်ပြီးတော့အသင်းဘက်ကကျွန်တော်လှုပ်ရှားမှုတွေပြီးလို့ရှိရင်ကျွန်တော်အသင်းရဲ့ကစားသမားတချို့ အဲအတင်းရဲ့ကစားသမားတွေကကျွန်တော်တို့ဒီထွက်မဲ့ကစားသမားတွေဒါရင်နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့တင်းတွေထွက်လာတယ်။ဂါနာချိုလိုပြီးလို့ရှိရင်ကျွန်တော်တို့ဒီ Ruben Emery နဲ့ပတ်သက်ပြီးတော့ Manchester United ရဲ့အဲဒီဘောနော်အတင်းအခြေအနေဘောနော်သူ့ကိုကျွန်တော်တို့စက်ထားမထားဘောနော်ဒါရင်နဲ့ပတ်သက်ပြီးကျွန်တော်ပြောကြမယ်။ပြီးတော့ကျွန်တော်တို့ဒီ Liam Delap နဲ့ပတ်သက်ပြီးတော့နောက်ဆုံးရထားလည်းရှိလို့ Rasmus Wijnaldum နဲ့ပတ်သက်ပြီးတော့လည်းကျွန်တော်တို့နောက်ဆုံးရထားလည်းရှိပါတယ်။ဆိုတော့ကျွန်တော်တို့အဲဒီဒီနေ့ကျွန်တော်တို့စပြီးတော့ပြောလိုက်အောင်ဘောနော်ဒါရင်မပြောခင်မှာအရင်ဆုံးကျွန်တော်တို့ဒီ ျွန်တော်တို့ရဲ့ဒီအသင်းရဲ့ကစားသမားဟောင်းဖြစ်ခဲ့တဲ့စကော်တီကတော့ဒီနာပိုလီနဲ့အတူသူကျွန်တော်ဒီ series ရဲ့ champion ကျွန်တော်ဖြစ်သွားပြီပေါ့နော်စကော်တီကဒီရာဒီကျွန်တော်ဒီ72ဂိုးလားမသိဘူးသူတွင်းတယ်6ဂိုးလားမသိဘူးသူဖန်တီးထားရပေါ့နော်ဆိုတော့တကယ်ကျွန်တော်တို့ဒီပေါ့နော်ဟိုစကော်တီအတွက်တော့လုံးဝကျွန်တော် congratulation ပဲဘာလို့ဆိုတော့အဲဒီစကော့မက်ဒိုမီနီယာကျွန်တော်တို့အသင်းအတွက်ဆိုလို့ရှိရင်အရင်တကယ်တကယ်ကျွန်တော်တို့တကယ်ကိုအားကိုးခဲ့ရတဲ့အဲဒီပေါ့နော်အဲရီတန်ဟတ်ကိုအများကြီးကျွန်တော်ကယ်ခဲ့တဲ့ ဒီ player တယောက်ကျွန်တော်ဖြစ်ဖြစ်တယ်ပေါ့နော်ဆိုတော့အဲတကယ် character ကောင်းရှိတဲ့ကစားသမားတယောက်ဖြစ်တယ်ဆိုတော့အသိရဲ့ကျွန်တော်ဒီ financial လိုအပ်ချက်အရာသူ့ကိုကျွန်တော်ရောင်းထုတ်ခဲ့ရတယ်ရောင်းထုတ်ခဲ့ရတယ်ဒီအခုလက်ရှိ Napoli မှာဆိုလို့ရှိရင်သူခြေစွမ်းနေပြပြတကယ်ကိုကျွန်တော်အောင်မြင်နေပြီပေါ့နော်ဆိုတော့ အဲဒီအသင်းရဲ့ကျွန်တော်အကယ်ဒမီအတွက် player တယောက်လည်းဖြစ်တယ်ခုလက်ရှိနာပိုလီရဲ့ champion ကျွန်တော်ဖြစ်သွားပြီ CV ရဲ့ကျွန်တော် champion ဖြစ်သွားပြီဆိုတော့ဒီဒီ CV ရဲ့ champion ဖြစ်ရတဲ့နာပိုလီအသင်းနဲ့အတူအရေးကြီးတဲ့ကဏ္ဍမှာ Scommet Dominia ပါဝင်ခဲ့တယ်ဆိုတော့ Dominia အတွက်တကယ်ကိုကျွန်တော် congratulation ပါမယ်နော်ကျွန်တော်ရဲ့ စကော်တီကတော့စီးရီးယားမှာချန်ပီယံတွေဖြစ်ပြီးကိုရီးယားတော့တိုင်ပတ်တုံးပဲပေါ့နော်ဆိုတော့โอเคကျွန်တော်တို့ဒီသတင်းလေးချောစပြီးပြောရအောင်ပထမဆုံးကျွန်တော်တို့ဒီ Liam Delap နဲ့ပတ်သက်ပြီးရောပေါ့နော် Delap နဲ့ပတ်သက်ပြီးရောကျွန်တော်တို့ Roman တို့ပြောထားတဲ့အထဲမှာဆိုလို့ရှိရင်เนาะအဲ ရန်ဒီလက်အနေနဲ့အခုလက်ရှိကျွန်တော်တို့ဒီဘောနော် Iswiss ကနေထွက်ဖို့အတွက်ကဒီတော်တော်လေးကိုကျွန်တော်တို့တည်ကြနေပြီဘောနော်ဒီ Career Mackenna သူတို့ရဲ့ကျွန်တော် Iswiss တောင်းနီးပြကိုတိုင်လေဒီလီယန်ဒီလက်ကိုကျွန်တော်ထောက်ခွာခွင့်ပေးထားတယ်ဆိုတဲ့ပုံစံမျိုးကြီးကျွန်တော် confirm ထားတယ်ဆိုတော့အခုလက်ရှိအနေထားမှာဆိုလို့ရှိရင်ကျွန်တော်တို့မှဖြစ်သူက ဒီသူ့ကိုကျွန်တော်စိတ်ဝင်စားနေကလပ်သင်းနေအများကြီးရှိတယ်အဲ့ထဲမှာကျွန်တော်တို့ဒီအဲ Chelsea နဲ့ကျွန်တော်တွေ့ဆုံဆွေးနွေးမှုတွေကျွန်တော်ရှိထားတယ်လို့ Manchester United နဲ့လည်းတွေ့ဆုံဆွေးနွေးမှုတွေကျွန်တော်ရှိထားတယ်ဆိုတဲ့ပုံစံမျိုးကျွန်တော်ဖြစ်ပါတယ်ဆိုတော့အဲဒီဘာလဲဒီ lab နဲ့ပတ်သက်ပြီးကျွန်တော်တို့ပြောရမယ်ဆိုလို့ရှိရင်ဒီ lab တွေကျွန်တော်တို့ဒီတကယ်ကျွန်တော်တို့ဒီ အဈေးတန်တယ်ဗောနော market ထဲမှာအခုလက်ရှိနေထားသလိုရှင်ဈေးလည်းတန်သလို quality ရှိတယ်ဒီဗောနော டை စစ်ကျွန်တော်ဒီအထောင် டை စစ်ကစားသမားတယောက်ကျွန်တော်ဖြစ်တယ်ဆိုတော့သူ့ကိုကျွန်တော်တို့ဒီ issue down နဲ့ခေါ်မယ်သလိုရှင် issue down တန်းစင်းသွားဖြစ်တဲ့ကြောင့်မလို့ပေါင်တန်းကျွန်တော်တို့ဒီ30လောက်နဲ့ခေါ်လို့ရမယ်အခြေအနေမျိုးဗောနော်အခုလက်ရှိဒီဒီ striker ဆိုတဲ့ position ကတကယ်ကောင်းတဲ့ striker မှတ်ထားပါတော့လုံးဝကျွန်တော် proven ပါညာမဟုတ်ဘဲနဲ့ဒီ striker တယောက်နာမည်ထွက်လာပြီဆိုတာနဲ့ဒီဗောနော် premier league လိုနေရာမျိုးမှာကျွန်တော်တို့ အဲဒီအင်္ဂလန်အသင်းတွေပေါ့နော်အင်္ဂလန်အသင်းတွေမှာဆိုလို့ရှိရင်ကျွန်တော်တို့ဒီ striker တယောက်ခေါ်မယ်ဟေ့ဆိုလို့ရှိရင်အနည်းဆုံး out take ကကျွန်တော်တို့40 50နဲ့ကျွန်တော်စတယ်ဆိုတော့အခုလက်ရှိပေါင်တန်း30ဆိုတာကဒီ lab အတွက်ဆိုလို့ရှိရင်တော်တော်ကိုတန်တဲ့ပမာဏတစ်ခုဖြစ်တယ်။ဒါမဲ့ level ကျွန်တော်တို့ဒီ lab နဲ့ပတ်သက်ပြီးကျွန်တော်ရှိမှ tracket တဲ့သတင်းတွေအရာဆိုလို့ရှိရင်ဒီ lab ဒီကျွန်တော်ဒီ champion league ဝင်ခွင့်ရတဲ့အသင်းတွေကိုပြောင်းခြင်းနဲ့ဆိုတော့ အဲအခုလက်ရှိကျွန်တော်တို့အသင်းအခြေအနေကိုကျွန်တော်ကြည့်မယ်ဆိုလို့ရှိရင် Chelsea နဲ့ပဲကျွန်တော်အနည်းဆက်ဆုံးရှင်းမယ်ဆိုလို့ရှိရင်တော့မှ Chelsea က Champions League ဝင်ခွင့်ရဖို့ကတော်တော်လေးကိုကျွန်တော်ကြိမ်းသိနေပြီပေါ့နော်တင်းကုန်နေနေကျွန်တော်တပွဲကစားပြီးရတယ်လုံးဝအဖြေကကျွန်တော်တို့ clear ဖြစ်သွားမယ်အခြေအနေမျိုးဖြစ်တယ်အဲဒါပြင်ကျွန်တော်တို့ဒီ Manchester United ကတော့ကျွန်တော်တို့စပါးကိုကျွန်တော်ရှုံထားပြီးတော့ Champions League ဝင်ခွင့်ကိုဆုံးရှုံးထားရတယ်ဆိုတော့ဒီအပြောင်းအရွှေ့တွေမှာကျွန်တော်တို့ရိုက်ခတ်မှုကဒီလိုမျိုးတွေကျွန်တော်တို့ကြီးမားလာနိုင်တာပေါ့နော်ကိုယ့်ကိုကျွန်တော်ပြောင်းလာမယ် အဲအခုစီကိုကျွန်တော်ပြောင်းလာမယ့်ကစားသမားတွေကချန်ပီယံလိမရတဲ့အခါကျတော့တုံးဆုံတုံးဆုံတွေကျွန်တော်တို့ဖြစ်ကုန်နိုင်တယ်ပေါ့နော်ဆိုတော့ဒီလက်နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့မျောလင်းချက်ကတော့အရင်တုန်းကကျွန်တော်တို့50 50ဆိုရင်အခုလက်ရှိကကျွန်တော်တို့80 30ပေါ့နော်ကျွန်တော်တို့မှ30%လောက်ပဲကျွန်တော်ရှိရတဲ့အခြေအနေမျိုးတွေကျွန်တော်ပြောလို့ရပါတယ်ဆိုတော့ โอเคကျွန်တော်တို့ဒီ response နဲ့ပတ်သက်ပြီးကျွန်တော်ပြောရအောင်ပါเนาะဆိုတော့ response file နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဒီဘာလို့သူ့ကိုကျွန်တော်တို့ဒီအသင်းမှာဘယ်လောက်ထိကျွန်တော်အဆင်မပြေဘူးလဲဆိုတာကျွန်တော်သိထားပြီးသားပါเนาะဆိုတော့ Romano ကဘာပြောထားလဲဆိုလို့ရှိရင် response file ကကျွန်တော်တို့ဒီ Italy အသင်းနေကိုတကယ်ကိုကျွန်တော်တို့ဒီဆွဲဆောင်နေတဲ့ကစားသမားတယောက်တိုက်စစ်မှုတယောက်ကျွန်တော်ဖြစ်တယ်ပေါ့လက်ရှိအချိန်ဒီမှာဆိုလို့ရှိရင်လည်းဒီဘာလို့ပြီးခဲ့တဲ့ဒီပေါ့ ကျွန်တော်ဒီ match လာပါเนาะ match လာကျွန်တော်ဒီပြောမယ်ဆိုဇန်နဝါရီ transfer ပါเนาะဒီဇန်နဝါရီ transfer နောက်ပိုင်းမှာဆိုလို့ရှိရင် Napoli တို့ Juventus တို့ကျွန်တော်သတင်းတွေထွက်လာတယ်ထွက်လာပြီးမှာဆိုလို့ရှိရင်အခုလက်ရှိကျွန်တော်ဒီ Inter Milan ဘက်ကနေပြီးတော့လဲဒီလာမယ့်ຫນွေမှာသူ့ကိုကျွန်တော်တို့ခေါ်ယူဖို့ ਨੇ ပတ်သက်ပြီးတော့ option တစ်ခုအပြည့်စိတ်ဝင်စားနေတယ်ဆိုပြီးတော့ Romano ကကျွန်တော်တို့ confirm ထားတယ်ပါเนาะဆိုတော့အဲသူ့ကိုကျွန်တော်တို့စိတ်ဝင်စားတဲ့ club တွေထဲမှာအများသောအားဖြင့်ကကျွန်တော်တို့ဒီ Italy club တွေများတယ်အဲသူကိုယ်တိုင်လည်းကျွန်တော်ဒီ Italy club တစ်ခုဖြစ်တဲ့ကျွန်တော်အတ္လန်နာကနေပြီးတော့ကျွန်တော်တို့ပြောင်းလာခဲ့တဲ့ကစားသမားတယောက်ကျွန်တော်ဖြစ်တယ်ဆိုတော့ဒီတော့ကျွန်တော်တို့အီတလီကလပ်တွေကပြန်ပြီးတော့ကျွန်တော်စိတ်ဝင်စားတယ်ဆိုတော့မဆန်းဘူးပေါ့နော်သူရဲ့ကျွန်တော်ကစားပုံကစားပေါက်နည်းနည်းကျွန်တော်ဒီအထာလေးတဲ့ပုံစံကအီတလီစီးရီးမှာဆိုလို့ရှိရင်လုံးဝကျွန်တော်အဲဒီအဆင်ပြေနိုင်တဲ့အထင်မှာပါတယ်ပေါ့နော်ဆိုတော့ Griezmann နဲ့ပတ်သက်ပြီးတော့အခုစိတ်ဝင်စားတဲ့အထင်မှာထူးခြားတာကတော့ Inter Milan ပါလာတာဖြစ်ပါတယ်ဆိုတော့ Inter Milan ဒီ transfer လုပ်တဲ့နေရာမှာတော်တော်လေးကိုကျွန်တော်တို့ဖေးတာနည်းတယ်အသင်းတစ်သင်းကျွန်တော်ဖြစ်ပါတယ်ပြီးတော့အခုကိုရီကိုကျွန်တော် Onana ကိုဂျင်းထည့်လိုက်တာဒါကြည့်လိုက်တော့ဒီလိုပုံစံမျိုးသူတို့အသင်းမှာ Onana တကယ်ကောင်းခဲ့တာဒါပေမဲ့ကျွန်တော်တို့ကိုရီအသင်းရောက်တော့တိုင်ပတ်တာပဲเนาะဆိုတော့ အဲဒီ inter milan ရဲ့ကျွန်တော်တို့ဒီ transfer တွေကိုကျွန်တော်တို့ဒီ transfer record တွေကိုကျွန်တော်ကြည့်မယ်ဆိုလို့ရှိရင်သူတို့ transfer လုပ်တာတွေကတကယ်ကျွန်တော် ကောင်းတဲ့ထင်မှာပါတယ်သူတို့စိတ်ဝင်စားတယ်ဆိုရယ်ကစားသမားတယောက်ဒီတကယ်ကိုကျွန်တော်တို့ဒီ potential အရအဲဘယ်ကြည့်ကြည့်ပါတော့သူတို့ရဲ့ plan ပေါ့နော်သူတို့ရဲ့ဒီ transfer နဲ့ပတ်သက်ပြီးတော့သူတို့ရဲ့ plan အတိုင်းအလုပ်ဖြစ်တာများတယ်ပေါ့နော်ဆိုတော့ဒါနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့အတင်ဘက်ကနေပြီးတော့ဒီပေါ့နော်နည်းနည်းတော့ကျွန်တော်တို့ aware လုပ်မှရမယ်ဘာလို့ဆိုတော့ကျွန်တော်တို့ ရက်စမန်အခုလက်ရှိအဆင်မပြေတာကဒီပေါ့နော်အမိုရင်ကြောင်းများလားပေါ့နော်အမိုရင်ကြောင်းများလားသူ့အတူကိုအဆင်မပြေရလားပေါ့တကယ်တမ်းကကျွန်တော်ပရီးမီးယားလိနဲ့အဲဒီပေါ့နော်ပွဲထွက်ခွင့်နဲ့အမ်ကျွန်တော်အမြင်ပေါ့နော်ကျွန်တော်အမြင်ရတယ်ပရီးမီးယားလိလို့အဲနေရာမျိုးရယ်ပြီးလို့ရှိရင်ကျွန်တော်ဒီလုံးဝကျွန်တော်ဒီ first line up ဆိုတာမျိုးရယ်ကသူ ਨੇ အခုချိန်မှာမလိုက်ဖတ်သေးဘူးလို့ကျွန်တော်ထင်တယ်။ဘာလို့လဲဆိုတော့ respect ကိုကျွန်တော်ခေါ်ခဲ့တဲ့ကဒီတကယ် proven striker ရဲ့နောက်မှာကစားဖို့ဆိုတဲ့ပုံစံမျိုးနဲ့ကျွန်တော်ခေါ်ခဲ့တာ။ဒါပေမဲ့အခုလက်ရှိသူကကျွန်တော်တို့ဒီအသင်းမှာကျွန်တော်တို့ဒီထောင်တိုင်းစုံမှုနေရာမှာလုံးဝကျွန်တော်တို့ဒီပင်နိုင်စံကစားနေရတာပေါ့နော်။ဆိုတော့ဒီလိုပုံစံမျိုးအနေထားမှာသူ့အနေနဲ့ကျွန်တော်တို့တော်ကိုအဆင်မပြေတဲ့ပုံစံမျိုးလို့ကျွန်တော်ကတော့ထင်တယ်ပေါ့နော်။ဆိုတော့ အဲဒီဘာနာဥမာထားပါ Inter ဆိုလို့ရှိရင်လည်းကျွန်တော်ဒီသူတို့ Lautaro Martinez တို့ရှိတယ် Marcus Thuram တို့ရှိတယ်သူတို့ရဲ့နောက်မှာပဲ Rasmus Hojlund ကဖြစ်လိမ့်မယ်ဒီလိုပဲကျွန်တော်ဥမာ Napoli ဆိုလို့ရှိရင် Luka Gu ရဲ့နောက်မှာပဲဖြစ်လိမ့်မယ်ဒီလိုပုံစံမျိုးပေါ့နော်တကယ်ကျွန်တော်တို့ဒီ quality striker ရဲ့နောက်မှာကစားရမယ့်အခြေအနေမျိုးပေါ့နော် Kurecima ကအဲ့လိုမျိုး quality striker ကျွန်တော်မရှိနေဘူးဆိုတော့ Rasmus ကအဆင်မပြေတဲ့သဘောပါဆိုတော့ ရက်စမန်နဲ့ပတ်သက်ပြီးတော့အခုလက်ရှိအီတလီကလပ်တွေပို့ပြီးတော့စိတ်ဝင်စားလာနေတယ်။အဲ့ထဲမှာကျွန်တော်တို့ဒီအရင်တုန်းကဒီနာပိုလီဂျူဗင်တက်စ်အပြင်ကိုအခုလက်ရှိအင်တာမီလန်မှာပါဝင်လာပြီဖြစ်တယ်ဆိုပြီးတော့အဲရိုမန်နိုကကျွန်တော်ပြောထားပါတယ်။ဆိုတော့ဒီဟာနဲ့ပတ်သက်ပြီးတော့လေလာမယ့်နေ့မှာဘယ်လိုမျိုးကျွန်တော်ဆက်ဖြစ်မလဲစောင့်ပြီးတော့ကြည့်ရမယ့်အခြေအနေမျိုးကျွန်တော်ဖြစ်ပါတယ်။ဆိုတော့နောက်ထပ်ကျွန်တော်တို့သတင်းတစ်ပုဒ်ကတော့ဒီပေါ့နော်။ဒီပြရူဘင်အမရိကန်နဲ့ပတ်သက်ပြီးတော့အသင်းဘက်ကကျွန်တော်တို့ဒီအဲဒီ အခုလိုမျိုးကျွန်တော်ယူရိုပါလီကနေပြီးတော့ကျွန်တော်တို့အဲဒီဘာနော်ရှုံးပြီးတော့ယူပါလီဖလားမရပဲနဲ့ချန်ပီယံလိဝင်ခွင့်မရခဲ့တဲ့အတွက်ကြောင့်မလို့အသင်းဘက်ကရူဘင်အမ်ရင်ကိုကျွန်တော်တို့ထုတ်ပယ်ဖို့ဘာညာလုံးဝကျွန်တော်စဉ်းစားထားမျိုးမရှိဘူးဆိုတော့သူတို့အနေနဲ့ဒီရူဘင်အမ်ရင်ရဲ့ဒီအခုလက်ရှိကျွန်တော်တို့ဒီအသင်းကိုတည်ဆောက်မဲ့အရာကိုဆက်ပြီးတော့ကျွန်တော်တို့လှုံ့ဆော်ပေးသွားမယ်လူတွေကျွန်တော်တို့ခေါ်ပေးသွားမယ်ပေါ့နော် လုံးဝကျွန်တော်တို့ဒီအဲဒီ ဒီနီးပြကိုအတင်းဘက်ကနေပြီးတော့လုံလောက်တဲ့ကျွန်တော်စပိုးတွေပေးသွားအောင်မှာကျွန်တော်ဖြစ်တယ်ဗောနော်ဆိုတော့ကျွန်တော်ထပ်ပြောထားတဲ့အချက်မှာဆိုလို့ရှိရင်ကျွန်တော်တို့ဒီကိုညာရောက်လာအပြီးမှာဆိုလို့ရှိရင်เนาะကျွန်တော်အပြောင်းရွှေ့နေပတ်သက်ပြီးတော့ဂါနာချိုရဲ့အထွက်ကိုစောင့်ကြည့်ရမယ့်အခြေအနေမျိုးဖြစ်ပါတယ်ဆိုပြီးတော့အဲဒီ preview မှာတော့ကျွန်တော်ပြောသွားရမှာเนาะဆိုတော့ ဂါနာချိုနဲ့ပတ်သက်ပြီးတော့ပြောရမယ်ဆိုလို့ရှိရင်ဂါနာချိုဒီဒီယူရိုပါလိဖိုင်နယ်ပွဲအပြီးသူပြောခဲ့တဲ့အင်တာဗျူးကိုကျွန်တော်ကြည့်မယ်ဆိုလို့ရှိရင်ရသမာဖြစ်သူဒီအသင်းမှာလုံးဝမပြောတော့တဲ့အခြေအနေမျိုးဖြစ်ပါတယ်ဆိုတော့ဒီနေ့သားမှာကျွန်တော်ဒီဘာနော်ဥမာအသင်းကကျွန်တော်တို့ဒီလုံလောက်တဲ့ကျွန်တော်အမျိုးမရတာဒီရသည်ကျွန်တော်အသင်းဒီလုံးဝကျွန်တော်တမိုင်းလျှောက်အဆိုးဝါးသောအခြေအနေမျိုးကျွန်တော်ဖြစ်ခဲ့တာဆိုတော့ပရီးမီးယားလိမှာဆိုလို့ရှိရင်လည်းဘယ်အသင်းကိုမှကျွန်တော်တို့အဲဒီပေါ့နော်ကျွန်တော်ရှိန်အောင်မလုပ်နိုင်တော့တာဆိုတော့ အဲဒီလိုအခြေအနေမျိုးဖြစ်လာတဲ့အခြေအနေမျိုးမှာအဲဒီကာလာချိုကတော်တော်ကိုအဲဒီဘာလဲအသေးမှမပြောတော့တဲ့အခြေအနေမျိုးအသင်ပြောင်းရတော့မယ့်အခြေအနေမျိုးကျွန်တော်ဖြစ်လာပြီလို့ကျွန်တော်ထင်တယ်ဆိုတော့ဒီ public မှာဒီလိုမျိုးကြီးထုတ်ပြောလာပြီဆိုတဲ့ကာလာချိုနဲ့ပတ်သက်ပြီးတော့ကာလာချိုသည်ကျွန်တော်အသင်ပြောင်းသွားတော့မယ်လို့ကျွန်တော်ကတော့ ထင်ထင်ထားတာပေါ့နော်ထင်ထားတယ်အခုလက်ရှိကျွန်တော်နောက်ဆက်တဲ့သတင်းတွေရဆိုလို့ရှိရင်ငါနာချိုးရဲ့အပြောင်းရွှေ့ကလာမယ့်ရက်တွေမှာကျွန်တော်တို့လာဒီပေါ့နော်ကျွန်တော်ဒီလာမယ့်ຫນွေပေါ့နော်လာမယ့်ຫນွေမှာဆိုလို့ရှိရင်လုံးဝဒီထိတ်ဆုံးကကျွန်တော် စောင့်ကြည့်တဲ့အထင်မှာပါတယ်လို့ကျွန်တော်ကတော့ထင်ပါတယ်ဆိုတော့အဲဒီပြီးခဲ့တဲ့ဒီဇန်နဝါရီမှာဆိုလို့ရှိရင်ကျွန်တော် Chelsea နဲ့စကားပြောရရှိခဲ့သလိုနာပိုလီနဲ့လည်းတော်တော်ကိုကျွန်တော်နှိစက်ခဲ့တဲ့အခြေအနေမျိုးတွေထိကျွန်တော်ရှိခဲ့တယ်ဆိုတော့အပိုင်ဆက်ဖြစ်မလဲတော့ကျွန်တော်တို့ဆက်ပြီးတော့စောင့်ကြည့်ရမယ့်အခြေအနေမျိုးဖြစ်ပါတယ်ဆိုတော့ကာနာဂျိုကတော့အသေးမှမပြောတော့ဘူးဆိုတော့ အဲခုတက်ရှိကျလို့ဆိုရှင်ဗျာကျွန်တော်ပြောရမယ်ဆိုလို့ရှင်ကာနာချိုကအဲ့အဲ့မှာကျွန်တော်တို့ဒီပေါ့နော်တကယ်တကယ်တမ်းပြီးခဲ့တဲ့နှစ်ကောအခုနှစ်ကောဆိုလို့ရှင်ဒီ code contribution ဘိုင်းနေမှာဆိုလို့ရှင်ကာနာချိုကကျွန်တော်အများကြီးကိုပုံဝင်ပတ်သက်ထားတာဖြစ်နေအသိရဲ့ကျွန်တော်တို့ဒီပေါ့နော်ဟိုတိုင်ပတ်နေပါတယ်ဆိုတဲ့အခြေအနေမျိုးမှာတောင်မှသူကျွန်တော်တို့အဲဒီအကောင်းဆုံးမဟုတ်ရင်တော့မှကျွန်တော်ဒီတကယ်ကောင်းတဲ့ဆွမ်းဆောင်ရည်တစ်ခုကိုသူပြထားတယ်ပေါ့နော် ပြထားတယ်ဒီလိုချင်းနေမျိုးမှာအဲဒီ အသင်းဘက်ကကျွန်တော်တို့သူ့ကိုကျွန်တော်တို့ရောင်းထုတ်ရတော့မယ့်အခြေအနေမျိုးပေါ့နော်။ဂါနာချိုရဲ့စီလင်ကတော့ဒီထက်ပိုပြီးတော့ကျွန်တော်တို့တက်တော့တက်လာနိုင်သေးတယ်။ဒါပေမဲ့လည်းပဲအဲကစားသမားဖြစ်သူအနေနဲ့ကျွန်တော်တို့ဒီပေါ့နော်အသင်းဒီလိုမျိုးကြာရှုံးနေတဲ့အခြေအနေမျိုးမှာဒီလိုစကားတွေကျွန်တော်တို့အဲထွက်ပြီးတော့ကျွန်တော်ပြောလာရင်ဆိုလေရတာတိတ်ပြီးတော့အခြေအနေမှာဟန်တော့ပေါ့နော်။ဆိုတော့နီးပြရူမဲအမရင်ကလည်းဂါနာချိုတိတ်ပြီးတော့သဘောကျလောက်တယ်လို့ကျွန်တော်မထင်ဘူး။ဆိုတော့ဂါနာချိုအနေနဲ့ကျွန်တော်တို့ဒီအသင်းကိုကျွန်တော်တို့အကျိုး ြုတ်တယ်သူခြေတန်းကောင်းလို့ပြရဲဆိုတာမှန်ပေမဲ့တကယ်ကျွန်တော်ပစ်ချန့်စီဆိုလို့ရှိရင်ကလာချိုသည်မတရားလွဲတယ်ထင်မှာပါတယ်ပရီးမီးယားလိမှာကျွန်တော်တို့ဒီပစ်ချန့်အလွဲဆုံးကစားသမားတော်ကျွန်တော်ဖြစ်မလားပဲဗောနော်တော့တကယ်သူလွဲခဲ့တဲ့ပစ်ချန့်စီကိုကျွန်တော်ကြည့်မယ်ဆိုလို့ရှိရင်တကယ်ကိုးကိုကိုးရမယ် chance မျိုးတွေကိုသူလွဲထားတဲ့အခြေအနေမျိုးကျွန်တော်ဖြစ်တယ်ဗောနော်ဆိုတော့ဒီအတွက်ကြောင့်မလို့အသင်းကိုဆွဲချအသင်းကိုကျွန်တော်တို့ဒီကောင်းအောင်လုပ်ပြီးခဲ့တဲ့အထက်မှာလည်းကာနာချိုကျွန်တော်တို့ အဲဒီဘာနော်ပါဝင်ခဲ့တာဖြစ်တယ်လို့အသင်းကိုကျွန်တော်တို့ဆွဲချခဲ့တာလေကာနာချိုတယောက်ကာနာချိုကျွန်တော်တို့အပါဝင်ပဲပေါ့နော်ဆိုတော့ဒီတကြောင်မလို့ကာနာချိုနဲ့ပတ်သက်ပြီးတော့အသင်းဘက်ကကျွန်တော်ဘလို့ဆုံးဖြတ်မလဲကိုကြည့်ရမယ်။ဒါမှဖြစ်သူကတော့အသင်းမှာမပြောတော့ဘူး။ဆိုတော့ဒီတကြောင်မလို့အဲသူ့ကိုကျွန်တော်တို့အသင်းဘက်ကရောင်းချကောင်းရောင်းချနိုင်နေဆိုတဲ့အခြေအနေမျိုး ဒီမှာတော့ကျွန်တော်ပုံပြထားတာဖြစ်ပါတယ်။ဆိုတော့ဒါကတော့ကျွန်တော်တို့ဒီ20ရက်နေ့ကျွန်တော်တို့ဒီနောက်ဆုံးရထားတဲ့ Manchester United ပတ်သက်တဲ့သတင်းတွေဖြစ်ပါတယ်။ဆိုတော့လာမယ့်ကျွန်တော်တို့ဒီဘာလဲမနက်ဖြန်ပေါ့နော်မနက်ဖြန်မှာဆိုလို့ရှိရင်ကျွန်တော် Premier League အဲဒီဘာလဲနောက်ဆုံးအပိတ်ရာသီပိတ်ပွဲစဉ်တွေကျွန်တော်ကစားကြမယ်ပေါ့နော်ကစားကြမှာဖြစ်တဲ့ကြောင့်ကိုရီသင်းလည်းကျွန်တော်ကစားဖို့ရှိတယ်။ဆိုတော့အဲ့ပွဲကျွန်တော်ပွဲချုပ်သုံးသက်ချက်ကြမှာကျွန်တော်ပြန်ပြီးတော့တွေ့ကြပါမယ်။ဒါကြည့်ရှုအားပေးညီကများလည်းကျေးဇူးများလေးတင်ပါလဲ Channel ကို Subscribe မဲ့ဆိုလို့ရှိရင် Subscribe လုပ်ပြီးထားကြဖို့အားလုံးတောင်းဆိုပါတယ်။ကျွန်တော်တို့နောက်ထပ် Video မှာတွေ့ပါမယ်။အားလုံးကျေးဇူးပါ။